ာခရင်နီစစ်မျက်နှာပြင်မှာမြို့တော်လွိုင်းကော်တခုတည်းကိုသာစစ်တပ်ထိရှုပ်နိုင်တဲ့အခင်းအကျင်းဟာ2025ခုနှစ်မှာအပြောင်းလဲတွေရှိလာပါတယ်။ပအိုးပြည်သူစစ် PNO ရဲ့အကူအညီနဲ့ရှမ်းတောင်တကြောကိုပြန်လည်ထိုးပေါက်လာတဲ့စစ်တပ်ဟာမိုးပြေဖေကုံကိုတာမကဒီမော့ဆိုကိုတင်ပြီးဖရူဆိုအထိဝင်ရောက်နိုင်ဖို့ကြိုးစားနေပါတယ်။ ဒါဟာရှမ်းမြောက်က30နှစ်ခွန်စစ်စင်ရေးနဲ့မတိမယိမ့်ပေါ်ပေါက်လာခဲ့တဲ့ကရင်နီတို့ရဲ့တလေးလုံးစစ်စင်ရေးနှစ်နှစ်မပြည့်ခင်မှာမြင်တွေ့လာရတဲ့စီရေးအရွေဖြစ်ပါတယ်တိုက်ခိုက်ရေကောင်းတယ်လို့နာမည်ကျော်တဲ့ကရင်နီစစ်မျက်နှာပြင်မှာဘာကြောင့်စစ်တပ်ထိုးစစ်တွေအောင်မြင်လာတာလဲတော်လည်းအေအာစုတွေရေဆိုင်နေရတဲ့စစ်ပန်းမှုကိုဘယ်လိုဖြည့်ရှင်းနေကြလဲ 2023ခုနှစ်တုန်းကရှမ်းပြည်နယ်မြောက်ပိုင်းမှာမြောက်ပိုင်းမဟာမိတ်ညီနောင်တုံးဘွဲကစစ်ကောင်စီရဲ့တပ်စခန်းတပ်ရင်းတွေကိုသိမ်းနေချိန်မှာကြားပြည်နယ်မှာလည်းစစ်ရေးတခုပေါ်ပေါက်ခဲ့ပါတယ်။နိုဝင်ဘာ17ရက်နေ့မှာပေါ်ပေါက်ခဲ့တဲ့တလေးလုံးစစ်စင်ရေးအတွင်စစ်ကောင်စီထိန်းချုပ်နိုင်တဲ့တခုသေးသောမြို့လိုင်းကိုကိုသိမ်းပိုက်ဖို့အဓိကစ조사ခဲ့ပါတယ်။ဒေတာကုတ်ကဲမှုစစ်ဌာနချုပ်ဒါကာစာအရှိဆိုင်တဲ့ရိုင်းကော်မျိုးတန်းရေးစစ်စီရေးမှာပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်ခဲ့ကြတာဖြစ်ပါတယ်။ ထိုင်းမြန်မာနယ်စပ်ကရှာတော်မဲဆဲဖားဆောင်မျိုးတို့ကိုပါဆက်တိုက်သေးယူခဲ့တယ်လို့ရှမ်းပြည်နယ်တောင်ပိုင်းကစီဆိုင်ဟိုပုံပင်လောင်းတို့အထိတိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။ပအိုးဒေသတိုက်ပွဲမှာ KNI တပ်တွေအပြင်ပအိုအမျိုးသားလွတ်မြောက်ရေးတပ် PNNY ရောရှမ်းတောင်အရှိစပြည်သူ့ကာကွယ်ရေးတပ် PDF တွေပါပါဝင်ခဲ့ကြပါတယ်။2024ခုနှစ်ဟာတလေးလုံးစစ်စီရေးရဲ့အအောင်မြင်ဆုံးကာလလို့ပြောလို့ရတယ်လို့မြို့တော်ရိုက်ကောကိုတစိတ်တစ်ပိုင်းထိတ်ရှုံနိုင်ုံသာမက ထိုင်းနယ်ဆက်ကရရှမ်းတောင်အဆက်တွေကိုပါစိုးမိုးနိုင်ခဲ့ပါတယ်။ရှမ်းတောင်ဘက်မှာဥဆောင်မှုအပိုင်းမှာပါဝင်လာရခြင်းဖြစ်ပါတယ်။ဆိုတော့လူမျိုးရေးကိုအရှိခံပြီးမှဒါကကရင်နီဒေတာပါ ဆိုတာမျိုးကျွန်တော်တို့မပြောဘူး။ဒါကလူမျိုးရေးကိုအရှိကံတာမဟုတ်ဘူးစစ်ကောင်စီရှိတဲ့နေရာကိုတိုက်ရတာဖြစ်တယ်လို့ကရင်နေပြည်ကကွယ်ရေးဝန်ကြီးဌာနရဲ့ဒုတိယဝန်ကြီးခူးတင်နေရကပြောပါတယ်။ဘာကြောင့်လဲဆိုတော့ ပအိုးဒေတာကို KNI တပ်တွေကဝေရောက်တိုက်ခိုက်တဲ့ဆိုပြီးစစ်တပ်နဲ့ပအိုးပြည်သူစစ် PNO ထောက်ခံသူတွေကပါစစ်တပ်ရေးသားဖော်ပြခဲ့ကြပြီးဒေတာခံတွေကြားလူမျိုးရေးအခြေခံပြောဆိုကလူသစ်စုဆောင်မှုတွေလုပ်ခဲ့ကြတယ်လို့ဒေတာခံတရှိုးစီကတည်ရပါတယ်ဒီလိုပြောဆိုဟောပြောမှုတွေနဲ့အတူဒေသခံတွေကိုစုကောင်းက အာသစ်လောင်းလာတဲ့ပအိုးပြည်သူစစ်ပီအန်တို့ကြောင့်စီဆိုင်ပင်လောင်းတိုက်ပွဲတွေမှာကေနီဥဆောင်တဲ့ဒေါ်လာရေးအင်အားစုတွေပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့စီရေးအကြိတ်တွေကထောက်ပြကြပါတယ်။ဒါဟာတိုက်စစ်ကိုကြိုက်တဲ့အချိန်ဖော်ဆောင်နိုင်ခဲ့တဲ့ကေနီဒေါ်လာရေးတက်တွေအတွက် အလေအပြောင်းနဲ့ရင်ဆိုင်ရတာလည်းဖြစ်ပါတယ်။2024ခုနှစ်မှာ PNU ရဲ့စီအူစီအပြောင်းအလဲဖြစ်ခဲ့ပြီးလူလက်နက်အင်အားတိုးရှဲက2025နှစ်စံပိုင်းကစလို့ စစ်တပ်နဲ့လက်တွဲပြီးထိုးစစ်မြင့်လာခဲ့ပါတယ်။နှစ်ကုံပိုင်းမှာတော့မိုးပြေမြို့မိုးပြေအင်းတဝိုက်ဖေကုံဒေသနဲ့ဒီမော့ဆိုမြို့တို့ကိုတိမ့်ပိုက်နိုင်ုံသာမကဖရူဆိုမြို့ကိုပါထိုးပေါက်ဖို့ကြိုးပမ်းနေကြပါတယ်။ကရင်နေပြည်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ဒုတိယဝန်ကြီးခူးတန်နီရဲကတော့စီရေးကစားကွက်အရာတရှိုးနေရာတွေကိုပြန်ပေးရတာလို့ဆိုပါတယ်။မိုးပြေဖဲကုံဆိုတာတကယ်လို့စစ်ကောင်စီကြီးပဲထိုးစစ်ဆင်နေဆိုရင်သူတို့မနိုင်တော့ဘူး။ အဲ့ဒီမှာပီယနိုပြည်သူစစ်ကဒေတာခံလို့ပြောလို့ရတယ်ပြမအချက်ကကျွန်တော်တို့တက်တည်စစ်ပန်းနာပါတယ်စီရီမှာနေမြေကျွမ်းကျင်မှုမှာလဲပီယနိုကအားတာတယ်လို့ခူးတန်နီယယ်ကရှင်းပြပါတယ်ဒါအပြင်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ဒရုန်းဤပညာအစင်းမြင်လာတာကလဲကီယီနီတော်လန်ရေးအင်အားစုတွေအပေါ်စီရီအရာဖိအားဖြစ်စေခဲ့ပါတယ် လူအင်အားအလုံးအရင်လက်နက်အင်အားအလုံးအရင်နဲ့စစ်စင်တာကကျွန်တော်တို့အတွက်ထိခိုက်မှုတွေပုံမှန်များလာတယ်လို့ကရင်နေပြည်ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC ရဲ့အတွေ့အမြင်နဲ့ကိုပညာကပြောပါတယ်ဒီလိုစီးရေးအပြောင်းအလဲနဲ့အတူကရင်နေကြကာလာအုပ်ချုပ်ရေးရန်ရရအပေါ်ပါတရားမှုရှိနေပါတယ်။ဖေကုံအရှိချမ်းရိုက်ကွန်မျိုးနယ်တွေကတချို့နေရာတွေမှာ IEC ရဲ့အုပ်ချုပ်ရေးအစီအစဉ်ပိုင်းတွေရပ်ဆိုင်သွားပါတယ်။ ဒီလိုရဆိုင်နာတဲ့အတူလူမှုဝန်ဆောင်မှုဖြစ်တဲ့စာနယ်ရိက္ခာကျမ်းမာရေးလူမှုစည်းပွားအကုံရက်သွားတယ်။စီရေးဆုံရှုံလိုက်ရတာနဲ့အတူထပ်ပြီးဆုံရှုံလိုက်ရတဲ့လူမှုစည်းပွားရေးတွေလည်းရှိပါတယ်လို့ကိုပညာက ရှင်းပြပါတယ်။လရှိမှာစစ်တပ်နဲ့ PNO ရဲ့ထိုးစစ်ဟာဆက်သွယ်ရေးလမ်းကြောင်းတွေကိုအဓိကပြတ်မှတ်ထားပြီးပင်လောင်းရိုင်ကောပြည်တော်စုလမ်းမကြီးနဲ့ရိုက်ကောဒီမော့ဆိုဖရူโซလမ်းပိုင်းကိုထိုးပေါက်တဲ့အခြေအနေပါ အခုလိုမျိုးတရှိုးကိုလက်လွတ်ခဲ့ရပေမဲ့နမ်မဲခေါ်ဖရူဆိုမော်ရှီမဲဆေရှာတော်နဲ့ဖားဆောင်မျိုးတို့ကိုတော့ KNY ဒေါ်လာရိတ်တက်တွေကဆက်ပြီးထိန်းချုပ်ထားနိုင်ဆဲဖြစ်ပါတယ်။အကြံမဖက်အာနာဖီဆန်ရေးစီဒီအမ်ပါဝင်လာခဲ့တဲ့ဘူဂျီစင်ယောကတော့တလီလုံးစစ်စင်ရေးက30နှစ်ကွန်စစ်စင်ရေးထက်ပိုပြီးအောင်မြင်တယ်လို့ဆိုပါတယ်။ KNY ပြည်နယ်အပြင်ဘက်အထီကိုတက်နိုင်ခဲ့ကြတယ်။ ။နေမြေပိုင်ဆိုင်မှုအရာလည်းတဝက်ကျော်အထိထိမ့်သိမ်းထားနိုင်တဲ့သဘောဖြစ်ပါတယ်။ဒီသဘောပါလို့ဗိုလ်ကြီးစင်ရောကနိုင်ရှင်ပြောပါတယ်။စစ်စင်ရေးနှစ်နှစ်ပြည့်ချိန်မှာတော့ KNY ဒေါ်လာရေးအားစုတွေရဲ့တလေးလုံးစစ်စင်ရေးကိုယာယီရနာထားပြီလို့ဒုတိယဝန်ကြီးခူးတန်နီရဲ့စီကတရားပါတယ်။ဒါပေမဲ့ကြာကင်နေပြည်နယ်ထဲမှာနေစဉ်လိုလိုတိုက်ပွဲတွေရှိနေဆဲဖြစ်ပြီးပျောက်ကြားဆက်ဆက်ရှိနေပါတယ်။ KNY တပ်တွေမသိမ်းခဲ့တဲ့စစ်တပ်တရင်တွေ ကီနီဒေါ်လာရေးတက်တွေဟာမျိုးနယ်ဒေသအစိုးရပိုင်းတွေကိုစိုးမိုးသိမ်းပိုက်နိုင်ခဲ့ပေမဲ့စစ်တပ်ရဲ့တပ်ရင်းတွေကိုအပီးတိုင်မသိမ်းနိုင်တာဟာအခုလိုစစ်တပ်ရဲ့တံမြန်ထိုးစစ်နဲ့ရင်ဆိုင်ရတာလို့စီရေးဆောင်ကြည့်သူတချို့ကဆိုကြပါဗျ။ GNI တခွင်လုံးကိုကြည်လိုက်ရင်ခလာရ134ကိုပဲစီးနင်းတိုက်ခိုက်နိုင်ခဲ့တယ်134ကိုတိုက်ပေမဲ့ထိမ့်ရှုပ်မထားနိုင်တာကို တွေ့ရတယ်လို့စီရီယံဘူကြီးစင်ရောကသုံးသပ်ပါတယ် ဖားစောင်းမျိုးနဲ့အရှိဆိုင်အမတ်134ရှင်းလင်းတဲ့ရင်ကို တလေးလုံးစစ်စစ်ရေးအတွဲတိုက်ခိုက်သိမ်းပိုက်ခဲ့တာကို သူကရည်ရွယ်ပြောပါတယ်။ KNY ဒေါ်လာရဲ့အင်အားစုတွေမသိမ်းပိုက်ခဲ့တဲ့မိုးပြေကအမတ်420ရှင်းလင်းတဲ့ရင်ဖေကုံကနေမြေကန်တပ်ရင်းဌာနချုပ်စားတဲ့တပ်ရင်းတွေမှာစစ်တပ်ကအင်အားပြန်လဲစုဖွဲ့ပြီးထိုးစစ်ပြင်ဆင်လာတဲ့အချက်ကိုလည်းနောက်ထပ် CDM ဗိုလ်ကြီးအောင်မျိုးထက်ကဆိုပါတယ်။ အခုလိုကေနီစီရေးသုံးသက်ချက်ပြောတဲ့ဘိုးကြီးအောင်မျိုးထက်ဟာကရားကေနီပြည်နယ်မှာတာဝန်ကျခြင်းစီဒီအန်ပါဝင်လာသူဖြစ်ပါတယ်။လွိုင်ကောအရှိစဒေတာကုကဲမှုစစ်ဌာနချုပ်ဒါကာစာကိုလည်းမသိမ့်ပိုက်နိုင်ခဲ့တာကအခုလိုစီရေးအရွေးကို ဖြစ်စေတယ်လို့သူကပြောပါတယ်။ဒါကြောင့်တိုက်ပွဲဖြစ်ပွားလို့နေမြေတွေသေးရင်တရင်ဌာနချုပ်တွေဟာအရေးပါတယ်လို့စီရီယန်စစ်သားတွေကထောက်ပြကြတာဖြစ်ပါတယ်။ နောက်ဆုံးအားလုံးကဝိုင်းတာပိတ်ဆို့ထားရင်တော့လေးချောင်းကားတွေထောက်ပံ့တာမျိုးနဲ့အသက်ဆက်ပြီးရှင်လို့ရတဲ့အပြင်ဘက်ကလာတဲ့စစ်ကြောင်းနဲ့အတွင်းဘက်ကစစ်ကြောင်းနဲ့လက်ချင်းရှိပ်ပြီးပြန်တိုက်သွားတာကိုတွေ့ရတဲ့ဒါကြောင့်တရင်ဌာနချုပ်တွေကိုမသိမ်းနိုင်ခဲ့လို့တံပြန်ထိုးစစ်နဲ့ပြန်သိမ်းပိုက်သွားတာပါလို့စီရီယံဘူကြီးစင်ရောကပြောပါတယ်နောက်ထပ်တစ်ချက်ကတော့ရှမ်းမြောက်မှာစစ်တပ်ကအပြစ်ရလိုက်တာကြောင့်အဲ့ဒီစစ်မျက်နှာစာကလူလက်နက်အင်အားတွေကိုထုတ်နှုတ်ပြောင်းရွှေ့သုံးနိုင်တဲ့အနေအထားဖြစ်ပါတယ်။ 2025အောက်တိုဘာလကုန်ပိုင်းမှာမြောက်ပိုင်းညောင်သုံးဘွေတဲကတန်တက်တရအန်နေနဲ့စစ်တပ်တို့ဟာတရုတ်ကမကထာလောက်တာနဲ့အတူအပြည့်ရက်ပြီးရှမ်းမြောက်စစ်မျက်နှာစာကိုတခန့်ရက်လိုက်တာကြောင့် KNI စစ်မျက်နှာစာကိုစစ်တပ်နဲ့ PNO ရဲ့ပူးပေါင်းထိုးစစ်အပြင်ပို့ပြီးစစ်ရေးရှိန်ရှောင်းမှုရှိလာနိုင်မလားဆိုတဲ့မေးခွန်းရှိလာပါတယ်စစ်တပ်ရဲ့ကစားကွက်အရာတော့တနေရာရဲ့ရင်နောက်တနေရာမှာပြန်ပြီးတုံးလေးရှိပါတယ်လို့စီဒီအမ်ဘူကြီးအောင်မျိုးထက်ကရှင်းပြပါဗျ။ ါပေမဲ့ကီနီတော်လန်ရေးတက်တွေမှာစူးပွဲမှုအကောင်းပြီးနိုင်ငံရေးစီရေးမှာကောင်းဆောင်မှုကောင်းတွေရှိနေတာကြောင့်ကင်တွေဖြည့်ရှင်းနိုင်စွမ်းရှိတယ်လို့သူကသုံးသပ်ပါတယ်။ကီယင်နီပြည်အစိုးရကာကွယ်ရေးဝန်ကြီးဌာနရဲ့ဒုတိယဝန်ကြီးခူးတန်နီရဲ့ကတော့ရှမ်းမြောက်အပြည့်ရက်လို့ကီယင်နီဘက်စီရေးပုံမဖိလာနိုင်ဘူးလို့ BBC ကိုပြောပါတယ်။မြောက်ပိုင်းညီနောင်၃ဘွဲ့မှာတော့ဆက်တိုက်နေတဲ့အဖွဲ့တွေရှိပါတယ်။ တနိုင်ငံလုံးမှာတိုက်ခိုက်နေတဲ့အဖွဲ့အစည်းတွေအများကြီးရှိနေသေးတယ်လို့ခူးတယ်နီယယ်ကဆိုပါတယ်။နိုင်ငံရေးဖိအားတွေနဲ့ရင်ဆိုင်ရတာမျိုးလည်းမရှိဘဲလူထုကိုအရှိခံပြီးမှတော်လှန်ရေးလုပ်တယ်လို့ဒုတိယဝန်ကြီးကဆက်ပြောပါတယ်။ဒါပေမဲ့တော်လှန်ရေးအင်အားစုတွေရဲ့စစ်ပန်းနေတဲ့အခြေအနေကိုတော့စနစ်တကျကင်တွယ်သင့်တယ်လို့စီးရေးစောင့်ကြည့်နေတဲ့ CDN စစ်တီတွေကပြောကြားပါတယ်။စစ်ပန်းနေတဲ့ကင်နီတော်လှန်ရေးတပ်တွေ စစ်တပ်တွေမှာစစ်ပန်းနဲ့ဆိုရင် လူနေခဲရန်အရာနှမျိုးကိုထက်တွေ့ရလေရှိပါတယ်။တပ်ဖွဲ့ဝင်နေပင်မနဲ့အခါအလဲပြောင်းပြီးအနာပေးတာတွေလှုပ်လေရှိတာကတပ်တွေမှာလှုပ်လေရှိတဲ့သဘာဝဖြစ်ပါတယ်။တပ်နေပြောပြီးစစ်တိုက်တော်အောင်အတွက်တပ်တွေမှာ စိတ်ပိုင်းဆိုင်ရာခေါ်အားပေးတာတွေတင်နှံပေးတာတွေလည်းလှုပ်လေရှိပါတယ်။လရှိကီနီတက်တွေမှာလဲဒီလိုတင်နှံပေးတာတွေဆောက်ရွက်နေတယ်လို့စီရေးလှုပ်ဆောင်သူတွေစီကသိရပါဗျ ပီယန်နိုနဲ့မိုးပြေဖဲကုံဘက်မှာထိတွေ့တိုက်ပွဲဖြစ်တာကိုကြည့်မယ်ဆိုရင်ပီယာကောင်းကောင်းနဲ့ကီနီတက်တွေကအချိန်အတိုင်းတာတစ်ခုထိစိုးမိုးထားနိုင်ပေမဲ့ကြာလာတဲ့အခါမှာပီယာကျသွားတယ်။ပီယာကျတာကခဲရန်အားနေတဲ့အနေအထားပါလို့စီဒီယံဘူကြီးစင်ရောကပြောပါတယ်။ခဲရန်ပြန်ဖြစ်တင်းနိုင်ဖို့ကတော့ကာလတစ်ခုအထိစောင့်ရမယ်လို့ထင်နေစစ်မြေပြင်မှာကပီအားကအရေးပါတဲ့ ကြည်တောက်လူတောင်ပြစ်နိုင်တာထက်ပြစ်အားသုံးပြီးပြစ်ခတ်မှုနဲ့ရွေလျားမှုကိုအရှိုးချပြီးမြေပြင်တိုက်ပွဲမှာလုံရတာဖြစ်ပါတယ်။ပြစ်အားမပါရင်ကြည်လဲဆုံးနေလူလဲပန်းနေလို့သူကဆက်ပြောပါတယ်။ကေနီကာကွယ်ရေးဌာနဒုတိယဝန်ကြီးခူးတယ်နေရကတော့လက်နက်ခဲရဖြစ်တင်းနိုင်မှုအတွက်ရနိုင်တဲ့နီလန်းနဲ့စူးစမ်းနေတယ်လို့ BBC ကိုပြောပါတယ် ဒါကြောင့်2025ခုနှစ်အတွင်းကီနီဒေါ်လာရေးတက်တွေလဲလွတ်လာရတဲ့နေမြေတွေကိုပြန်လည်ရရှိဖို့အတွက်ကတော့အချိန်ကာလလိုအပ်နိုင်တယ်လို့စီးရေးဆောင်ကြည့်သူတွေကသုံးသပ်ကြပါတယ်။ရှိစက်လုပ်ငန်းစဉ်ကိုရှင်းရှင်းပြောရရင်တပ်ပိုင်းဆိုင်ရာကိုစနစ်တကျဘလို့ပေါင်းစည်းပြီးတော့စုဖွဲ့နိုင်ပြီးမဟာဗျူဟာကြကြလုပ်မလဲပေါ့အုပ်ချုပ်ရေးနဲ့စစ်ပတ်ရှိဆက်ပြီးတော့မှရန်သူကိုဘလို့တုံ့ပြန်မလဲဆိုတာကအခရာကြပါတယ်လို့ ICE ရဲ့အတွေ့အမြင်နဲ့ကိုပညာကပြောပါတယ် စစ်တပ်ကတော့ကရားကီနီပြည်နယ်မှာနေမြေပြန်လည်သိမ်းပိုက်တာတာမက2025ရွေးကောက်ပွဲကိုလည်းရိုင်းကောဘောလက်ခဲတို့မှပြုလုပ်ဖို့ပြင်ဆင်နေပါတယ်။ဒါကြောင့်2025ရွေးကောက်ပွဲအလော2026မှာတော့တော်လာယေစုစီအကအရေးကြီးတယ်လို့ BBC မေးမြန်းခွင့်ရသူတွေကတပြေးညီတည်းဖြေဆိုကြပါတယ်။ကျွန်တော်တို့မှာဒါမျိုး၄ချိန်လောက်အတွေ့အကြုံရှိပါတယ်။ຫນွေဦးတော်လာရင်မှပါလာတဲ့လူငယ်တွေအနေနဲ့ကနအူးရည်ရွယ်ချက်မပြောက်ဖို့လိုပါတယ်။ မဟုတ်ရင်ဆရာနာရှင်ကိုတတ်ဆိုးရှင်လိမ့်မယ်လို့ဒုတိယဝန်ကြီးတာဝန်ယူထားသလိုကင်းဒီအမျိုးသားတိုးတက်ရေးပါတီ KNPP အလုံအမှုဆောင်အဖွဲ့ဝင်ဖြစ်တဲ့ကုတယ်နီရဲ့ကပြောပါတယ်။ကင်းဒီအမျိုးသားတိုးတက်ရေးပါတီ KNPP ဟာကရားကင်းဒီပြည်နယ်အရှေ့ဆိုင်တိုင်းဒါလက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီးရွေးကောက်ခံအစိုးရတွေလက်ထက်မှာအပြည့်ရဲ့ဆွေးနွေးမှုတွေရှိပေမဲ့သဘောတူလက်မှတ်မရေးထိုးခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။ 2021ဆရာနာသိမ့်ပြီးချိန်မှာတော့ကင်နီမျိုးသားကာကွယ်ရေးတပ် KNDF ကိုလေ့ကျင့်တင်ကြားပေးခဲ့ပြီးကင်နီကြားကာလအတွက်အုပ်ချုပ်ရေးစီရေးကိုဦးဆောင်ပါဝင်နေပါတယ်လက်ရှိမှာကင်နီဒေတာထိန်းချုပ်မှုကိုဦးစားလုပ်ကိုင်နေပြီးတနိုင်ငံလုံးတော်လှန်ရေးတပ်အင်အားတွေစုစည်းကအရွှေ့အပြောင်းနဲ့ဘီဝါကြကြလှုပ်ရှားနိုင်ရေးကဒုတိယအဆင့်အနည်းနဲ့လှုပ်ဆောင်မယ်လို့ကင်နီတော်လှန်ရေးဦးဆောင်သူတရှိုးကပြောပါတယ်။ မြေပြင်ကလူတွေနဲ့စကားပြောကြည့်ချက်အရာလဲအခုကတလေးလုံးစစ်စင်ရေးမတိုင်ခင်ကအရှိန်ဒီတခုကိုပြန်ရောက်သွားတယ်လို့ထင်ပါတယ်။တချို့နေရာတွေမှာနှစ်ဖက်စလုံးအလုံးစုံမစိုးမိုးနိုင်တဲ့အရှိန်အနေတခုပါ။ဒါပေမဲ့စီရေးမှာတော့အရှုံးအနိုင်ကိုနောက်ဆုံးအရှိန်အထိပုံသေးပြောလို့မရဘူးလို့စီဒီအမ်ဘူကြီးအောင်မျိုးထက်ကပြောပါတယ်။